ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မုံရွာ future light korea တင်နေကြောင်းဖြစ်ပါတယ်ဒီနေ့အကြောင်းသားတွေကိုကျွန်တော်ရှင်းပြပေးမယ့်အကြောင်းအရာတွေကတော့သကလုံးနှလုံးပေါ့နော်စင်တူသကလုံးနှလုံးဖြစ်ပါတယ်အဲအသုံးပြုပုံကွာခြားချက်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အဲဒီသကလုံးနှလုံးကဘာလဲဆိုရင်ဂျူမွန်နာတာမာဂျာတီစီခီတာမာဂျာတီဘယ်လိုမျိုးအသုံးပြုပုံကွာခြားလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားပါမယ်ခင်ဗျာအဲ့တော့ဒီသကလုံးနှလုံးရဲ့ကွာခြားချက်လေးကိုသိကျင်နေဆိုရင် ကျွန်တော်အချက်နှစ်ချက်ပဲမှတ်ထားဖို့လိုအပ်ပါတယ်နံပါတ်1ချက်နံပါတ်1ချက်ဘာလဲဆိုရင် ော်တို့ဂျူမွန်နာတာပဲဖြစ်ဖြစ်စီခီတာပဲဖြစ်ဖြစ်ကျွန်တော်တို့အခကြီးငွေပေးပြီးတော့စီခိုင်းရတဲ့အခမျိုးတွေမှာဆိုရင်ကျွန်တော်တို့ဂျူမွန်နာတာလည်းသုံးလို့ရတယ်စီခီတာလည်းသုံးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဥမာဂျုံကောပေါ်တဲ့ကေအဲကော်ဖီလို့ဂျူမွန်နတာနော်ဝေတာလေးစီကိုကော်ဖီမာခမာခဲ့တယ်ကော်ဖီမာခဲ့တယ်ပြီးရင်ကြားတဲ့ငွေပေးမယ်ပေါ့အဲ့လိုမျိုးဂျူမွန်နာတာလည်းသုံးလို့ရတယ်အဲနော် အာဂျုံဝဘနေကကော်ဖီရစိခတာဝိဒါလေးစီကိုကော်ဖီမာခဲ့တယ်ပြီးရင်ခါကျငွေကြီးငွေပေးမယ်ကြာတဲ့ငွေပေးမယ်ဒီလိုမျိုးအခကြီးငွေပေးပြီးတော့ဈေးခိုင်းရတဲ့အခမျိုးမှာကြားရတဲ့အခမျိုးမှာဆိုလို့ရှိရင်အခကြီးငွေပေးပြီးတော့ခိုင်းရတဲ့ခါမျိုးတွေဈေးခိုင်းရတဲ့အခမျိုးတွေမှာဆိုရင်ဂျူမွန်နာနာလည်းအသုံးလို့ရသလိုစိခိတာလည်းအသုံးပြုလို့ရပါတယ်ဒါနံပါတ်၁ချက်ပေါ့နောက်နံပါတ်၂နံပါတ်၂ကကျတော့ကျွန်တော်တို့ အော်အခါကြီးငွေပေးစရာမလိုဘူးဒီတိုင်းပဲခိုင်းတာဆိုလို့ရှိရင်ဒီတိုင်းပဲမှားကြတာဒီတိုင်းပဲခိုင်းတာဆိုရင်တော့ကျွန်တော်တို့ရှီခီတာတမျိုးပဲသုံးပေးလို့ရသုံးပေးလို့ရပါတယ်သုံးရမှာဖြစ်ပါတယ်ဂျူမွန်နာနာနဲ့သူကသုံးလို့မရပါဘူးဥပမာဒုံဆန်းငယ်ကစောကောကြီးရှီခော့တာ ညီလေးကိုပကံစီခိုင်းခဲ့နော်အာပကံစီတယ်ဆိုတော့သူ့ကိုခါချင်းငွေပေးစရာမလိုဘူးဟုတ်ပြီလားအခါချင်းငွေပေးစရာမလိုဘူးဆိုရင်ရှီခီတာပဲတုံးလို့ရမယ်ဂျူမွန်နာတာတုံးလို့မရဘူးအဲနောက်တစ်ခုဆိုရင်ဆွန်ဆဲနီမဟာဆန်ဒရေကစူတေရူဟာဂေရှိခတ်တာနော်ဆရာကကျောင်းသားတွေကိုအင်စာလောက်ခိုင်းခဲ့တယ်နော်အင်စာလောက်ဖို့မာလိုက်တယ်ဒီလိုမျိုးတုံးတာဟုတ်ပြီလားအဲ့တော့အင်စာဆရာအင်စာခိုင်းနေဆိုတော့သူ့ကိုအခါချင်းငွေပေးစရာလည်းမလိုဘူးနော်အခါချင်းငွေပေးစရာမလိုဘဲနဲ့စီခိုင်း ိုင်းလိုက်တဲ့အခါမျိုးမှားလိုက်တဲ့အခါမျိုးတွေမှာဆိုရင်ရှိရှိခီတာကိုသုံးပေးရမယ်ဒီနေရာမှာဂျူမွန်နာတာတွန်းသုံးလို့မရပါဘူးခင်ဗျာโอเคဒါဆိုရင်ဒီစကလုံးနှလုံးရဲ့အသုံးပြုပုံကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်အသေးသေးပြန်ပြီးတော့အချင်းချင်းပြန်ပြောရမယ်ဆိုရင်ဂျူမွန်နာတာပဲအခကြီးငွေပေးပြီးတော့တန်ရတန်ကြီးပေးပြီးတော့ခိုင်းနေမှာကြားတယ်ဆိုရင်ဂျူမွန်နာတာလည်းသုံးလို့ရတော့ဇီခီတာလည်းသုံးလို့ရပါတယ် နောက်တစ်ခုအခကြင်းကိုပေးစရာမလိုဘူးစမာလိုက်တယ်ဈေးခိုင်းလိုက်တယ်ဆိုရင်တော့ရှီခီတာတမျိုးပဲရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါလို့ဆိုရင်ဒီစကလုံးနှလုံးရဲ့အသုံးပြုပုံကွာခြားချက်လေးကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်နောက်ရက်တွေနောက်ရက်တွေမှာလည်းဒီလိုမျိုးစင်တူစကလုံးတွေကိုအသုံးပြုပုံကွာခြားခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်လက်ရှင်းပြပေးတော့မှာဖြစ်ပါတယ်လူချင်းမင်းတို့အနေနဲ့သိချင်တဲ့ဟာများရှိရင်လည်းမေးမြန်းနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်